မိုးရိုးခုနှစ်ကြိမ်ပြည့်ခန့်ထိတဲ့လူတယောက်ရဲ့အကြောင်းကိုကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်။ကာမောင်းနေရင်းနဲ့လည်းမိုးရိုးပြည့်ခန့်ထိရယ်ပြီးတော့သူငါဖန်းနေရင်းနဲ့လည်းမိုးရိုးပြည့်ခန့်ထိတယ်။အားလုံးမင်္ဂလာပါ။ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းလေးကတော့မိုးရိုးခုနှစ်ကြိမ်ပြည့်ခန့်ထိတဲ့လူတယောက်ရဲ့အကြောင်းကိုကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်။ဒီလူက1942ခုနှစ်မှာပထမဦးဆုံးအကြိမ်မိုးရိုးပြည့်ခန့်ထိတယ်။မိုးတွေအရင်ရွာနေတဲ့အတွက် တာဝါတစ်ခုအောက်မှာမိုးခိုနေတဲ့အချိန်မှာပဲအဲ့ဒီတာဝါကြီးကိုမိုးကြိုးပစ်လိုက်တယ်။သူကအဲ့ဒီတာဝါအောက်မှာစီးနေတဲ့အတွက်ကြောင့်မိုးကြိုးပစ်တာသူ့ကိုထိသွားခဲ့တယ်။သူလည်းအဲ့ဒီအချိန်မှာပဲတတိလင်းမြင့်မြော်သွားခဲ့တယ်။ဒီလိုနဲ့နေ့20ကြာသွားတော့1969ခုနှစ်မှာသူမိုးကြိုးပြန်ပြီးတော့မှပြစ်ခံထိတယ်။ပြီးတော့1983 1984 1986 ဖောင်ကွာခုနစခုအဲ့လိုနဲ့သူမိုးချိုးခဏခဏအပြစ်ခံထိရတယ်ကာမောင်းနေနေလဲမိုးချိုးအပြစ်ခံထိရယ်ပြီးတော့သူငါဖမ်းနေနေလဲမိုးချိုးအပြစ်ခံထိတယ်ဒီလိုနဲ့သူနောက်ပိုင်းမှာတော့စိတ်ဒဇလူမျိုးဖြစ်လာတယ်သူရဲ့တင်ငယ်ချင်းအပေါင်းအသင်းတွေကလည်းသူနဲ့နေနီးကက်ကက်နေရင်မိုးချိုးအပြစ်ခံထိမှကြောက်လို့သူနဲ့တိတ်ပြီးတော့မှမပေါင်းချင်ကြဘူးဒီလိုနဲ့သူကတဖြည်းဖြည်းနဲ့စိတ်ကြယောဂခံစားလိုက်ရပြီး1983ခုနှစ်မှာတနက်နဲ့သူ့ကိုယ်သူအဆုံးစီရင်လိုက်တယ် အစားဆုံးနှောက်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ